ဗီဒီယိုမှာတော့ YouTube မှာ monetization အောင်ပြီးသားသူတွေအတွက်ဗီဒီယိုတင်တဲ့အခါမှာကိုယ့်ရဲ့ဗီဒီယိုကနေဝင်ဝင်အောင်ဘယ်လိုမျိုးစနစ်တကျတင်ရမလဲဆိုတာကိုကျွန်တော်ပြပြပြသွားပါမယ်။ Okay ဒါကတော့ YouTube ပေါ့နော် YouTube ကနေပြီးတော့ကျွန်တော်တို့ရဲ့ဒီ icon လေးကိုနှိပ်လိုက်မယ်။အဲ့ဒါကနေကျွန်တော် YouTube Studio သွားမယ်။ YouTube Studio မှာကျွန်တော်တို့ဗီဒီယိုမတင်ခင်ပြင်ရမှာလေးတစ်ချက်ရှိတယ်ဗောနော်အဲ့ဒါလေးပြင်ဖို့အတွက် setting တွေကိုသွားမယ် setting ထဲမှာဆိုရင်ကျွန်တော် upload default ဆိုတာရှိတယ်အဲ့ဒီမှာကိုအမြဲတမ်းရေးနေကြစာရေးထားလို့ရရပါတော့ title တွေကတော့ကျွန်တော်မြေထားတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုတပုတ်တင်လိုက် title တွေကပြောင်းနေမှာဖြစ်တဲ့အတွက် title တွေကတော့ကျွန်တော်မြေထားဘူး description ထဲမှာကျွန်တော်တို့အမြဲတမ်းရေးမဲ့စာတွေကြိုရေးထားလို့ရရပါတော့အဲ့ဒီခါကျရင်ကျွန်တော်ကဗီဒီယိုတပုတ်တင်တိုင်း description အစာတွေကိုအမြဲတမ်းပြင်ပြင်ရေးနေကြမှာလို့ပေါ့နော်။မကျွန်တော်ဆိုရေးထားတယ်။ကျွန်တော်ရဲ့ channel နဲ့ပတ်သက်တာတွေကျွန်တော်ရေးထားတယ်။ပြီးတော့ကျွန်တော်ရဲ့ဒီ channel link ထည့်ထားတယ်။ ီကိုမှာ Facebook ရှိရဆိုတော့ Facebook link TikTok link တွေဒီမှာထည့်ထားလို့ရရပါတော့အဲ့ဒါတွေကကျွန်တော်တို့ဗီဒီယိုတစ်ခါတင်လိုက်တစ်ခါထည့်နေရမယ်ဆိုရင်တော့မလွယ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တစ်ခါတည်းဒီမှာ default အနေနဲ့ထည့်ထားပေးလိုက်တယ်အဲအဲ့ဒါကြရင်ကျွန်တော်တို့ကဗီဒီယိုအစ်စ်တင်တိုင်းသူက auto ရေးပေးသားဖြစ်မှာပေါ့နော်အဲ့အခါကကျွန်တော်တို့ဗီဒီယိုတင်တဲ့အခါပြတဲ့ကျွန်တော်ပြပေးတဲ့အခါကျရင်တော့မြင်နိုင်မှာပေါ့နော်ဒီမှာရေးထားလို့ရတယ်ပြီးတော့ဒီမှာ tag တွေပေါ့နော် tag တွေကျတော့ကို channel နဲ့ဆိုင်နေတဲ့ဟာတွေပေါ့နော်ဥမာကို channel ရဲ့ tutorial အကြောင်းတင်တဲ့ဆိုမှ tutorial tag unboxing မဖုန်း review ဘာညာဘာတော့အဲ့လိုမျိုးကြိုးပြီးရေးထားလို့ရတယ်ကျွန်တော်တို့အမြင်နဲ့ကြောင်းတာဖြစ်တဲ့အတွက် touch မှာတော့မြည်ထားတော့ဘူးဒီ advanced setting မှာကြောက်ရလဲကိုကဒီမှာဒီဘောတော့ category မှာကိုရဲ့ဟာတွေရွေးထားလို့ရရပါတော့ကိုကဟာသတင်တာဆိုရင် comedy ပါတော့သင်ကြားရေးဆို education ဒီကိုကကျွန်တော်ကတော့ဒီ tutorial တင်တာဖြစ်တဲ့အတွက် how to and style ကိုရွေးထားတယ်ဒါတွေကတော့ထူးခြားရေးစရာမလို့ကိုက comment ပိတ်ထားခြင်းတာဆိုရင်တော့ off ပါတော့ on ထားခြင်းတာဆိုရင်တော့ဒါပေါ့ဒါပါပဲ ပြီးတော့ monetization မှာဆိုရင်ဒီနေရာလေးတွေကအမှန်ချင်းမလုပ်ထားဘူးဆိုရင်အမှန်ချင်းထည့်ထားပေးပါအဲ့ဒါကကျွန်တော်တို့10မိနစ်ကျော်တဲ့ဗီဒီယိုတွေမှာဆိုရင်အလဲမှာကြော်ညာဝင်အောင်ဖွင့်ထားတဲ့ setting ပေါ့နော် okay ဒါလေးကိုလည်းအမှန်ချင်းထားလိုက်ပါကိုကဗီဒီယိုရဲ့အတိုတွေပဲတင်နေဆိုရင်တော့ဒါအမှန်ချင်းစရာမလိုကျွန်တော်ဗီဒီယိုကြီးကြတော့အဲ10မိနစ်ကျော်တာတည်းရှိတယ်ဆိုတော့ကျွန်တော်ဒါလေးကိုအမှန်ချင်းလုပ်ထားတယ် okay ပြီးတော့ကျွန်တော်အောက်က AD category မှာကြတော့ ကိုကြောညာမပြစေခြင်းတဲ့ဟာတွေဒီမှာထည့်ထားလို့ရမှာเนาะဥမာကိုကလောင်ဝန်သားကြောညာလက်မခံဘူးဆိုရင်ဒီမှာလောင်ဝန်သားကြောညာဘာညာတွေဘလော့ထားလို့ရတယ်ဗျာเนาะဒီမှာကျွန်တော်တို့မှာဘလော့ထားတဲ့ဟာရှိရမှာเนาะအဲအဲကိုကဘလော့ထားတယ်ပေါ့ဒါပါပဲโอเคအဲ့တော့ကျွန်တော်တို့စေ့ထားလိုက်မှာเนาะ โอเคအဲ့တော့ကျွန်တော်တို့ဗီဒီယိုတင်ဖို့အတွက် create ကိုသွားမယ်ဒီမှာ upload video သွားမယ် select file အဲဒီမှာကျွန်တော်တို့တင်မဲ့ဗီဒီယိုတစ်ခုကိုကျွန်တော်ရွေးလိုက်ပါတော့တိုက်တယ်မှာကြတော့အဲကိုဒီဗီဒီယိုရဲ့တိုက်တယ်ပဲရေးပါတော့တိုက်တယ်ကြတော့ကျွန်တော်မြန်မာလိုလည်းရေးလို့ရတယ်အင်္ဂလိပ်လိုလည်းရေးလို့ရတယ်အင်္ဂလိပ်လိုရေးပြီးဆိုရင်ကျွန်တော်ဒီမှာ hashtag လေးခံပြီးတော့မြန်မာလိုရေးလိုက်ပါတော့โอเคကျွန်တော်တို့အသေးစိတ်မြည်တော့ဦး ဒါကတော့ခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ description မှာကျွန်တော်ရေးထားတဲ့စာတွေဒီမှာတစ်ခါလေးယူပါရေးထားပေးပြီးပါတော့အကွက်ထပ်ဖြည့်ကျင်တဲ့ဆိုရင်ဒီမှာကျွန်တော်ထပ်ပြီးဖြည့်လို့ရတယ်ကိုထပ်ထည့်ကျင်တဲ့အကြောင်းအရာဒီမှာထပ်ထည့်တက်မနေရကြတော့ကျွန်တော်ကျွန်တော်ဒီမှာ upload file အနှိမ့်လိုက်မယ်ဒီမှာကျွန်တော်လုပ်ထားတဲ့တက်မနေကိုရွေးပေးလိုက်ပါတော့ဒီတက်မနေရကြတော့ကျွန်တော် canva တို့ဒီ picture တို့နဲ့ကြိုပြီးတော့လုပ်ထားလို့ရတယ်တက်မနေကိုဒီမှာထည့်လိုက် โอเคมาကျွန်တော်တက်မနေထိုင်လိုက်ပြီပြီဒီ playlist မှာကြတော့ကို playlist ကကြတော့ကိုခွဲထားတဲ့ playlist ပေါ့เนาะကျွန်တော်ဒီမှာခွဲထားတဲ့ YouTube အလုပ်ချင် playlist ကိုကြည့်ဆိုတာ YouTube နဲ့ပတ်သက်တဲ့အကြောင်းလေးကျွန်တော်ဒီမှာတင်နေအဲဒီလိုမျိုးဟာရဆိုရင်ကျွန်တော် review ဆိုပြီးတော့တက်တက်လုပ်ထားတယ်ပေါ့เนาะဒီလိုရောက်ပါတယ်ဟောဒီမှာ review ဒါလေးအမှန်ချစ်ပေးလိုက်ပေါ့เนาะ okay ကို playlist မဆောက်ရသေးဘူးဆိုရင်ဒီမှာ new playlist ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ new playlist နှိပ်မယ်ဒီမှာ title တွေဘာညာရေးပြီးတော့ကျွန်တော်တို့ create လုပ်ရပါတော့ Okay ကျွန်တော်တို့ playlist ရှိပြီးသားဖြစ်တဲ့အတွက်အမှန်ကြည့်ပြီးတော့ damn ကိုနှိပ်လိုက်မယ်ဒါကတော့သူကဘာမေးတာလဲဆိုတော့ GPD ကခလေးတွေ့တော့ဒါမှမဟုတ်အဲအကုန်လုံးကြည့်လို့ရတဲ့ video တွေပါတော့ဒါတော့ကျွန်တော်ခလေးတွေတောင်းခေါ်တဲ့အတွက်ကျွန်တော်တို့ no it not made for kid ကိုရေးလိုက်ပဲပြီးတော့ show mode ထပ်နေမယ် ဒါကြတော့ကျွန်တော်တို့ရဲ့ဗီဒီယိုကိုစပွန်ဆာပေးထားတာရှိရဆိုရင်ဒီကောင်လေးကိုအမှန်ချိရမယ်ပေါ့နော်အကိုကဒီကြော်ညာတဲ့ product တစ်ခုအတွက်တခြားစီကပတ်စံယူလာတဲ့ဘာညာဆိုရင်တော့ဒီမှာအမှန်ချိလိုက်ပေါ့နော်ကျွန်တော်တို့ဒါပတ်စံယူထားမှမဟုတ်ပဲねကျွန်တော်ရဲ့ review ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာအမှန်မချိတော့ဘူးဒီက elder content ကြတော့ကျွန်တော်တို့ကဘာလို့အဓိကဆိုလိုချင်တာလဲဆိုတော့သူကဒီ video က AI နဲ့ဖန်တီးထားတဲ့ video ဟုတ်မဟုတ်သူကဒီအဓိကမေးတာပေါ့နော်ကိုယ့်ရဲ့ဒီ video တစ်ခုလုံးက AI နဲ့ပတ်သက်ပြီးတော့ AI နဲ့ ဖန်တီးထားတဲ့ဗီဒီယိုတွေပါဗျာဥမာရောချက်ကြည့်ဗီဒီယိုသုံးပြီးတော့ကျွန်တော် script ရေးတာလောက်ကိုတော့ပြောတာမဟုတ်ဘူးဗီဒီယိုတစ်ပုံလုံးနှီးပါ့ကို AI နဲ့ဖန်တီးထားတဲ့ဗီဒီယိုပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော် yes ကိုနှိပ်မယ်ဒီလိုမျိုးကိုကိုပြောတယ်ကိုကိုရိုက်ထားတဲ့ဗီဒီယိုတွေဆိုရင်တော့ကျွန်တော် no ပေါ့နော်ဒါကိုနှိပ်မယ်ပေါ့နော်နေနေပါပါ AI ပုံလေးပါညာသုံးတာဆိုရင်တော့ကျွန်တော်တို့ကဒီ no ပဲ use လုပ်ရတယ်အဓိကတစ်ပုံလုံး AI ကိုအကူအညီသုံးပြီးဖန်တီးထားမှသာကျွန်တော် yes ကိုနှိပ်ရမှာပါเนาะโอเคကျွန်တော်ဒီမှာ no နှိပ်နိုင်မယ် ဒါကတော့တိတ်အရေးမကြီးဘူးအမှန်ချစ်တယ်ရတယ်အမှန်မချစ်တယ်ရတယ်ဒါတွေကကိစ္စမရှိဘူးပြီးတော့ဒီ tag မှာပေါ့နော် tag မှာကိုယ့်ရဲ့ဒီ video နဲ့တဆိုင်အကြောင်းထည့်ပါနော်ဥပမာကျွန်တော်ဆိုရင် Vivo H200 Pro ပေါ့နော်နောက်ပြီးတော့ဒီမှာ review အဲပြီးတော့အဲကျွန်တော်တို့ဖုန်း unboxing ဘာညာပေါ့နော်ကျွန်တော်ဒီမှာတော့ရှေးကြီးလျှောက်ရေးပြမနေတော့ဘူးမရေးတိုင်းမယ်ရေးပြီးဆိုရင်ဒါတွေကလည်းကျွန်တော်တို့ဒီမှာကျွန်တော်ပြတ်ထားတဲ့အတိုင်းပဲပေါ့နော် ဒီအမှန်ချစ်လေးတွေကျွန်တော်လိုက်ချစ်လိုက်ပါတော့ဒါကြီးကတော့ကျွန်တော်အသေးစိတ်ရှင်းပြမလို့တော့တိတ်လည်းရေးမကြည့်တော့ပေါ့ဒီ how to and style ကြတော့ကျွန်တော်တို့ဟိုမှာရွေးထားပြီးပြတာပေါ့နော်အဲ့တိုင်းပဲကျွန်တော်ဒီမှာလာပုံနေလိမ့်မယ်ပြီးရင်တော့ကျွန်တော် monetization ကိုသွားမယ် monetization မှာကျွန်တော်ကဒီ video မှာကျွန်တော်ကြော်ညာထည့်မလားမထည့်ဘူးလားပေါ့နော်ကိုက YouTube ကပြီးတဲ့ပတ်စံမလို့ဂျင်းဆိုရင်တော့ off ထားပါတော့ကျွန်တော်ကယူမှာဖြစ်တဲ့အတွက် on နှိပ်ပြီးတော့နှိပ်လိုက်မယ် okay ဒါတော့ကျွန်တော်ဗီဒီယိုက share တာဖြစ်တဲ့အတွက်တော့အလဲမှာကြွညာထည့်မလားမထည့်မလားထပ်မေးတာပါเนาะဘယ်ကျွန်တော်ကအလဲမှာကြွညာမထည့်ခြင်းဘူးဆိုရင်ဒီကောင်အမှန်ဖြုတ်လိုက်ထည့်မယ်ဆိုရင်အမှန်ချစ်ပါเนาะပြီးတော့ဒီ AD suitability မှာကြာတော့ကျွန်တော်တို့ကဒီအောက်က non border effect ကိုရွေးမယ်ပြီးရင်တော့ summit rating လေးကိုနှိပ်ပေးလိုက်မယ် okay အဲဒီမှာကြာတော့ကျွန်တော်ရဲ့နောက်က unsubscribe မှာပါเนาะကျွန်တော်ဒီမှာပြပေးမယ်ဒါပေမဲ့ကျွန်တော်ဗီဒီယိုပြီးွားရင်နောက်ဆုံးမှာ ဲဒီမှာပေါ့နော်ဒီမှာနောက်ဆုံးမှာပေါ်လာတတ်တဲ့ဒီလို Instagram မှာကိုကြိုက်တဲ့ဗီဒီယိုရွေးတာပေါ့နော်ဒီမှာကျွန်တော်ထည့်မယ်ဆိုရင်ကျွန်တော်အောက်က choose specific ဗီဒီယိုရွေးလိုက်အဲ့မှာကိုထည့်ခြင်းတဲ့ဗီဒီယိုတော့ရွေးပြီးထည့်တယ်ပေါ့နော်ဒါကတော့နောက်ဆုံးမှာဒီလိုမျိုးလေးပြပြီးလိမ့်မယ်ကိုရဲ့ဗီဒီယိုပြီးသွားတာ ਨੇ โอเคအဲ့ဒီဘောလေးပါပြီးတော့ add ကကြတော့ကျွန်တော်ရဲ့ဗီဒီယိုတွေကြည့်ဘူးရဲ့လို့ဆိုရင်တိတယ်ကျွန်တော် အမြဲတမ်းအပေါ်ညာဘက်ထောင်လေးမှာကျွန်တော်လင့်လေးထည့်ပေးထားမယ်နောက်တဲ့ဗီဒီယိုတစ်ခုကို mention ထားပေးမယ်တို့ဘာလို့ကျွန်တော်ပြောတဲ့ဟာလေးကဒီ add ကိုနှိပ်ပြီးတော့ကျွန်တော်ထည့်ထားဥပမာကျွန်တော်ကဒီနားလေးမှာကျွန်တော်ကအမှအပေါ်မှာပေါ်လာတဲ့ဗီဒီယိုလို့နှိပ်ကြည့်လိုက်ဘာလို့စကားပြောထားရဆိုရင်ဒီနားလေးကိုရွှေ့လိုက်ရွှေ့ပြီးရင်ကို mention ထားတဲ့ဗီဒီယိုကိုဒီကအပေါင်းလေးကိုနှိပ်ပြီးတော့သွားထည့်တယ်ဗောနော်ကျွန်တော်ကတော့ဒီဗီဒီယိုလို့ mention ထားရဆိုရင်ဒီဗီဒီယိုလို့ရွှေ့ပြလိုက်ဒါဆိုရင်ဒီနားမှာပေါ်လာလိမ့်မယ်ဗောနော်โอเคအဲ့လိုမျိုးကျွန်တော်က mention ထားတဲ့နေရာလေးမှာ like ထည့်ဗောနော် ထည့်ပြီးဆိုရင်ကျွန်တော်စေနေတိုင်းကျွန်တော်တော့မထည့်တော့ဘူး discret ချင်းကိုသွားမယ်ပြီးရင် visibility မှာကြတော့ကျွန်တော်ကအခုချက်ချင်းတင်မယ်ဆိုရင် public ကိုရွေးပြီးတော့ဒီ publish ကနှိပ်လိုက်တော့ဒါဆိုတန်းတင်သွားလိမ့်မယ်ကိုက schedule နဲ့တင်မယ်ဆိုရင်တော့ဒီမှာဒီ schedule ကိုနှိပ်လိုက်ပါတော့ပြောပါမယ်ကျွန်တော်ခုနနှိပ်ပြအော်ဒီက schedule ကိုနှိပ်လိုက်နှိပ်ပြီးတော့ကိုကဒီမှာ date ရွေးပါတော့ကိုတင်ချင်တဲ့ date ရွေးအချိန်ရွေးပြီးရင်တော့ schedule လုပ်လိုက်ပါတော့ စကက်ချူနဲ့တင်တာတော့အချိန်အတိကျပိုကောင်းလာမှာတော့ကိုကမနေခင်မှာအခုဗီဒီယိုလုပ်ပြီးတင်ထားမယ်ည9နိုင်လောက်မှတင်နေလဲဆိုရင်ည9နိုင်ဝင်မှာရွေးပေးလိုက်မယ်နော်အဲ့ကြိုင်အတိအကျစကက်ချူလုပ်ပြီးတော့တင်သွားပါလိမ့်မယ်